က္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်အတုပြုလုပ်နေသူတွေဖန်တီးထားတဲ့ကျူအကောက်ပါတဲ့အောင်လက်မှတ်အတုတွေရှိနေတယ်လို့စစ်ကော်မရှင်လက်အောက်ခံမြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနိုဝင်ဘာ24ရက်ကသတင်းထုတ်ပြန်ထားပါတယ်တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်တွေမှာအောင်လက်မှတ်ပါအချက်လက်တွေကိုစစ်ဆေးနိုင်တဲ့ကျူအကောက်တွေကိုမြန်မာနိုင်ငံစာစစ်ဦးစီးဌာနက2024ခုနှစ်အောင်လက်မှတ်တွေကလေးကစတင်ထည့်သွင်းပြီးထုတ်ပေးခဲ့တာပါ ဒီအခြေအနေကအရင်ချင်းကိုမကြည့်ပဲစာရွက်ကိုသာကြည့်တဲ့စနစ်ကြောင့်ဖြစ်လာရတာဖြစ်ပြီးအခုလိုအွန်လိုင်းမှတ်အတူတွေရှိလာတာဟာဟိုးရင်ကလေးကရှိနေခဲ့တယ်လို့ပညာရေးအသိုင်းအဝိုင်းနဲ့နီးစပ်သူတွေကဝေဖန်ပါတယ်။ဒီအခြေအနေနဲ့ပတ်သက်လို့ပုတ်ကလီကအကြောင်းစရာတူကအခုလိုမှတ်ချက်ပေးပါတယ်။ဘူးပြောမယ်တကယ်တမ်းကတော့ပထမဦးတော့မလုပ်ချင်မဲနဲ့လုပ်ပါလိမ့်မယ်ဟာရှိ။ဘာကြီးအတားကြီးအတားကြီးတကူကြီးဖြစ်ပြီးတော့ကောင်းရင်းစူးခြင်းကတော့ဘယ်လိုပြောမလဲဆိုတော့ဒီ ကလေးတယောက်ရဲ့တူသားမှုနဲ့သူ့ရဲ့ရိယာဆိုင်မှုပေါ့။ဟိုအတူလုံးလိုက်လို့ဒီကနေတင်းနေနေနဲ့ပတ်သက်ပြီးတယ်လူပတ်ဖြစ်သွားလို့ဟိုကနေလက်ခံနေတာကြတော့အဆင်ပြေတော့တကယ်တမ်းတော့အတူလုံးပြီးတော့အဆင်မပြေတဲ့ဥစ္စာကြီးကြားပါတယ်။ကြားပါတယ်။အဲ့အဆင်ပြေတဲ့ကိစ္စလူကြတော့အဆင်ပြေတာပေါ့။ကလေးတယောက်ရဲ့ကုသငောက်ပြောလို့ဘယ်လိုပြောမလဲ။အတုံးချမှုပေါ့ပေါ့။ကောင်းကျိုးတွေရတယ်။ အောင်လမတ်မှာပါတဲ့ QR code ဟာမြန်မာနိုင်ငံကအစိုးရဌာနတွေသာအသုံးပြုနိုင်တဲ့ gov.mm ကိုအသုံးပြုထားပြီးမြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့တရားဝင် website ကိုချိတ်ဆက်ထားတယ်လို့သိရပါဗျ။အခုအောင်လမတ်အတုတွေမှာပါဝင်တဲ့ QR code ကတော့တရားဝင်စာစစ်ဌာနကထုတ်ပြန်ပေးထားတဲ့ website နဲ့ချိတ်ဆက်မထားဘဲအခြား website တစ်ခုကိုချိတ်ဆက်ပြီးအတုလုပ်ထားတာဖြစ်တယ်လို့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကသူတို့ရဲ့တွေ့ရှိချက်ကိုထုတ်ပြန်ပြောဆိုထားပါဗျ။ ဒါပေမဲ့ online ပေါ်ကနေအောင်လက်မှတ်အတုပြုလုပ်သူတွေကိုဘလို့အေးအေးယူမယ်ဆိုတာမျိုးနဲ့ဘလောက်ထိအောင်လက်မှတ်အတုလုပ်သူတွေရှိနေလဲဆိုတာမျိုးကိုတော့စစ်ကောင်ရှင်ရဲ့ပညာရေးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာမတွေ့ရပါဘူး။အခုလိုအောင်လမ်းမအတူတွေထွက်ပေါ်နေတဲ့အပေါ်ရန်ကုန်ကတက္ကသိုလ်ကျောင်းသားတူကတော့သူ့ရဲ့အမြင်ကိုအခုလိုပဲပြောပါတယ်ပြောရင်ဒီဟိုးအင်းစနစ်ကိုကမှားယူနေရဗျအောင်လမ်းမကိုပဲကြည့်ပြီးတော့သူရဆုံးခဲ့ကြတာလေသူတရားရဲ့အရင်ရှိနေပါအရင်မကြည့်ကြတော့ဒါကတော့ကျွန်တော်မြင်ပေါ့နော် ဒီအလုပ်လေးတစ်ခုရဖို့အတွက်အဲ့လူကလုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့အရေးကြီးနေရှိနေရဆိုရင်တော့မှအောင်လက်မှတ်တွေမရှိလို့အဲ့လုပ်ငန်းခွင်ကိုမဝင်ခဲ့မဝင်နိုင်တော့ပဲနဲ့သူတို့ဘွားတွေဆုံရှုံစေရတာအများကြီးပဲလေကျွန်တော်ဘဝင်မှာကျွန်တော်ဘဝင်ချင်းမှာဆိုလေဒီအဲ့လိုလူမျိုးအများကြီးတွေ့ရတယ်ပေါ့အဲ့ဒီတော့ဟိုဥစားရတဲ့မှားရင်နေကြပါဒီချင်းเนี่ยပြောမယ်ဆိုရင်ဒီချင်းမျိုးပြောမယ်ဆိုရင်တော့ဆိုးရဲ့ဘက်ကကြီးရဆိုရင်တော့လေဆိုးရဲ့လိုမြကြီးရပါ ကောင်းတဲ့ဘက်ကပြင်ကြီးရောလေနှမဟုတ်နော်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုစနစ်သစ်အဖြစ် စနတန်းပညာရေးအထည်စတင်ခဲ့တာ2024ခုနှစ်ကဖြစ်ပြီးမြန်မာနိုင်ငံအစစ်မြေပညာရေးအပြောင်းအလဲတစ်ခုလို့ဆိုထားပေမဲ့လက်ရှိချိန်ထိအကြောင်းတွေရဲ့တင်ကြားရေးစနစ်မှာတော့လိုအပ်ချက်တွေများစွာရှိနေသေးတယ်လို့ပညာရေးလေ့လာဆောင်ကြည့်သူတွေကသုံးသပ်ထားကြပါတယ်။ စနစ်သက်စတင်တဲ့2024ခုနှစ်မှာတော့တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြည့်ဆူသူ3000ကျော်ရှိပြီးအောင်မြင်တဲ့အသူကတော့9000ကျော်ရှိခဲ့လို့အောင်ချက်ရာခိုင်နှုန်းကတော့59.90ရာခိုင်နှုန်းဖြစ်တယ်လို့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ထုတ်ပြန်ထားတဲ့စာရင်းတွေအရသိရပါဗျ။2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ဝင်ရောက်ဖြည့်ဆူသူ3000ကျော်ရှိခဲ့ပြီးတသိန်းနီးပါးအောင်မြင်ခဲ့တာအောင်ချက်ရာခိုင်နှုန်း48.36ရာခိုင်နှုန်းရှိတယ်လို့စာစစ်ဦးစီးဌာနကထုတ်ပြန်ထားပါဗျ။ 2025ခုနှစ်ရဲ့တက္ကသိုလ်ဝင်စာမေးပွဲအောင်ဆင်းကိုဇွန်လ29ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။အမှတ်စင်းတွေကိုတော့ဩဂုတ်လ13ရက်နေ့မှာစထုတ်ပေးခဲ့ပြီးမြေအခက်ခဲနဲ့အမှားယွင်းတွေဖြစ်ပေါ်ခဲ့လို့ဝေဖန်မှုတွေကြုံခဲ့ရတဲ့အတွက်ခိတရနာခဲ့ရပါသေးတယ်။